မင်္ဂလာပါကျွန်တော်တို့တို့မှာဒီနေ့ J Fred မိပြားလေးကိုပြပြီးมาဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးအာသာချက်အားနေချက်တွေကိုကျွန်တော်ပုံရင်လေးပြပြပြပါမယ်ပုံစံလေးကဒီလိုပုံစံလေးပါခင်ဗျာတေးတေးကြစ်ကြစ်လေးပါဒီလိုလဲထောင်လို့ရတယ်ခင်ဗျာเนาะဒီလိုပုံစံမျိုးလဲထောင်လို့ရတယ်ပြီးရင်သူကဒီမှာ J လေးလဲပါတယ်ခင်ဗျာချိတ်ထားလို့လည်းရတယ်เนาะကျွန်တော်မီလုံးလေးကိုစမ်းဖွင့်ပြပါမယ်သူ့ရဲ့လင်းအား တစ်ချက်တော့အခုနေလိုက်ပြီနောက်တစ်ချက်ဒါဆိုရင်မှိန်သွားမယ်ခင်ဗျာနော်ဟုတ်ပြီလင်းကလင်းအား30ပါပါပါတယ်ခင်ဗျာပြီးွားရင်ဒီမှာဓမီလေးပါပါသေးတယ်ခင်ဗျာနော်ဓမီနေနေလည်းတုံးလို့ရတယ်မီးပြားနေနေလည်းတုံးလို့ရတယ်အသွင်းနာလေးကတိုက်စီနေခင်ဗျာနော်ပြီးရင်ဒီကနေကျွန်တော်ဖုန်းအသွင်းကြီးညာလေးအောင်းဝင်နေခင်ဗျာ ဒါပေမဲ့ quit ချက်တော့မရဘူးပေါ့နော်ဒါပွင့်နေပြပြတာသူ့ရဲ့အားသာချက်ကျွန်တော်အကြိုက်ဆုံးကတခဲလဲလို့ရတယ်အထဲမှာတခဲနှလုံးပါဝင်ပြီးသားခင်ဗျာနော်တခဲလေးရလေအဲဒီအားဆိုရင်ဘယ်လိုပြောရမလဲပြည့်ရလို့ယူဆလို့ရတယ်ခင်ဗျာလေးလေးပင်ပင်လေးရှိရယ်နော်ဒီလိုတခဲပုံစံမျိုးသုံးနှောင်းချုပ်ရတယ်ပါရေးလိုက်အဲ့ဒါမပြည့်ဘူးနော်ဒါပွင့်နေပြပြတာခင်ဗျာဒီလိုတခဲလေးနှစ်စုံပါပါတယ်ခင်ဗျာနော်မစိုးဘူးလေးလေးပင်ပင်ရှိတယ် ဟိုစနုတ်တို့ဘာလို့ပေါ့ရှွတ်ရှွတ်ကြီးမဟုတ်ဘူးခင်ဗျာဒီလိုပုံစံလေးအားလဲသွင်းလို့ရတယ်ခင်ဗျာဓမီလို့လည်းလုပ်လို့ရတယ်မစိုးဘူးเนาะလင်းအားလေးလည်းကောင်းတယ်ဒီတခဲနှလုံးပါတဲ့ကောင်က2300ပါခင်ဗျာเนาะတခဲနှလုံးပါတာက2300နောက်ပြီးကျွန်တော်အကြီးကိုပြပေးမယ်ခင်ဗျာ ြီးကလည်းပုံစံတူတူပဲသူကကြီးွားတာဖြစ်တဲ့အတွက်ပေါ့နော်သူကတကယ်ကလေးလုံးတော့ပါတယ်ခင်ဗျာနော်ကိုမိုင်ကိုတကယ်ကြီးပြတ်သွားရင်လည်းအလွယ်ကူလဲလို့ရတယ်ခင်ဗျာဒါပေမဲ့သူကဒီလိုဘူးတက်ခဲဖြစ်တဲ့အတွက်ကျွန်တော်တို့က EVE ကို26 E ရေလဲမယ်ဆိုရင်ဒီမှာတန်ပြားလေးနဲ့ရောက်ခုဝေးဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အခုလာလဲလွယ်ပါတယ်ခင်ဗျာတကယ်လေးလုံးတော့ပါပါတယ် ။တခါကျကျွန်တော်ပထမပေါ့ရှူရည်ထင်တာမပေါ်ဘူးခင်ဗျာနော်။လေးလေးပင်ပင်လေးစီစီလေးခံစားရတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းစမ်းတုံးကြည့်ရယ်ထုံးကြည့်ရယ်တကယ်ကိုအဆင်ပြေတယ်ခင်ဗျာ။ဒီအကြီးဆိုရင်တော့2000 8000ပါခင်ဗျာ။အသေးရ2000 3000အကြီးရ2000 8000 9000ကွာချက်ရှိပါတယ်ခင်ဗျာ။အကြီးဆိုင်လေးကိုကျွန်တော်ပေဦးနဲ့တိုင်းပေးပါမယ်ခမန်းကြီး ငါလက်မတော့နည်းနည်းကြော်ပါတယ်ခင်ဗျာနော်ဘေးအိမ်တွေပါထည့်ပြီးတော့ငါလက်မအချမ်းပြင်းငါလက်မပဲထားပါတော့ငါလက်မပလဲရှိပါတယ်ခင်ဗျာငါလက်မအောင်နည်းနည်းကြော်တယ်